ဘယ်အရာမဆိုသူ့လူလူဖြစ်လာဖို့မဆောက်ပါနဲ့ဘယ်ဟာမှအလူလူမဖြစ်လာပါဘူးအလုံးမဲမင်္ဂလာပါရှင် Sunshine Yari Channel လေးမှာတော်လိုက်ကြိုဆိုလိုက်ပါတယ်ဒီမဒီနေ့မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ The at all laziness ဆိုတဲ့စာအုပ်ကလေးက don't wait ပလန်ကောင်းလေးကိုမျောမနေနဲ့စမနေနဲ့ဆိုတဲ့အပိုင်းလိုက်လေးကိုမျောဝေပေးခြင်းပါတယ် လူတွေအများကြီးပြင်းပြရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကသူတို့ဟာတစ်ခုခုလုပ်ဖို့အချိန်ကောင်းကိုအမြင်စောင့်နေတတ်ကြလို့ပါပဲအချိန်ကောင်းဆိုတာဘယ်တော့မှသူ့လူလူရောက်မလာပါဘူးဘယ်အချိန်ကမှကောင်းနေဘယ်အချိန်ကမှဆိုးနေဆိုတာမရှိပါဘူးလုံးလို့ရတာနှစ်ခုတော့ရှိပါတယ်နံပါတ်၁ဒီနေ့ကပဲစပြီးရိုးတက်မှုရအောင်လုပ်မယ်နှစ်ဒါမှမဟုတ် ချိန်ကောင်းရောက်လာမယ်လို့ကိုကူကိုယုံကြည်ကောင်းဆင်ခြင်ပြီးရင်သက်ဆောင်မယ်။စူးစမ်းအထောက်အပံ့မရှိဘဲနဲ့နောက်ဆုံးမှာကိုယ့်ရဲ့အချိန်ကောင်းရောက်လာမယ်ဆိုတဲ့အမြင်လေးအားလုံးကိုနှုတ်ပြလိုက်ပါ။အဲ့ဒါတွေကဖြစ်လာမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့ပန်းနိုင်လေးကိုအောင်မြင်ဖို့ကိုယ်တိုင်စူးစမ်းမှရပါမယ်။အချိန်ကောင်းဆောက်ပြီးရောအောင်မြင်တဲ့သူလူလို့လို့ဘယ်တော့မှမတွေ့ဘူးသေးပါဘူး။သီးခံမှုနဲ့ပတ်သက်တဲ့ဇလန်လေးတစ်ပုဒ်ရှိပါတယ်။ တစ်ခါတော့ကလေသမားကြီးတယောက်ကဝါပြင်းလေးကိုစိုက်ပြူခဲ့ပါတယ်။တစ်နှစ်လုံးဒီလောက်ကြီးထွားမှုရှိအောင်ပြုစုပြိုးထောင်ခဲ့ပါတယ်။ဒါပေမဲ့ရှင်သန်ကြီးထွားလာတဲ့လက္ခဏာမတွေ့ခဲ့ရပါဘူး။ဒုတိယနှစ်တတိယနှစ်သတုံးနှစ်နှစ်တည်းအထိတိုင်းကအဲ့ဒီတိုင်းပါပဲ။သူကတဖြည်းဖြည်းနဲ့သူ့ရဲ့စိုက်ပြူမှုပေါ့ ပြီးခံနိုင်မှုယုံကြည်နိုင်မှုတွေရောကြသွားခဲ့ပါတယ်။ဒါပေမဲ့ငါးနှစ်မြောက်မှာတော့သူ့ရဲ့ဝါပင်လေးကစပြီးတော့အမြောက်ထွက်လာတာကိုသတိထားမိပါတယ်။အဲ့ဒီကနေစပြီး၆ဘက်အတွင်းမှာဝါပင်ဟာပေ60မီတာမြင့်တက်သွားပါတယ်။ဒီဇလန်ကလေးတွေကရသမာကြီးရဲ့ကြိုးစားအထူးမှုရဲ့သူပြီးခံခဲ့တဲ့ရလက်ကို ပြရတဲ့အရန်ကောင်းတဲ့ဇလန်တပုတ်ပါဘဝကလည်းအတိုင်းပါပဲမိခြင်းညာခြင်းအောင်မြင်သွားတယ်ဆိုတာမရှိပါဘူးအောင်မြင်မှုရဖို့အတွက်အချိန်ယူရပါတယ်အဲ့ဒီလိုဆိုတိုင်းလည်းဘာမှမလုပ်ပဲနဲ့ထိုင်နေရမှာဆိုလည်းဆိုလိုပါဘူးဒီဝါပင်ကလည်းသူ့ဘာသာသူကြီးထွားလာတာမဟုတ်ပါဘူးဒီစိုက်ပြိုးပေးတဲ့သူကနေပြီးတော့စိုက်ပြိုးပေးရတယ်ဘီယူစိုက်ပေးရတယ် ဝါးပင်ကြီးထွားလာတဲ့အချိန်ထိအချိန်ပေးပြီးတော့သီခံစိုက်ပျိုးပေးခဲ့ရတာ။အရာရာကသူ့ဘာသာသူအလိုလိုဖြစ်လာနေလို့တော့မထင်ပါနဲ့။အဲ့ဒီကိုလိုချင်တဲ့အရာလက်ဖြစ်ဖို့တော့အရင်ဆုံးကိုယ်တိုင်ကစာပေးဖို့လိုပါတယ်။နောက်တစ်ချက်ကအကောင်းဆုံးအချိန်ဆိုတာမရှိပါဘူး။ဒီမှာတို့တစ်ခုခုကိုစတင်ပြီးလုပ်ဖို့ ဘယ်အချိန်ကမှကောင်းတယ်အကောင်းဆိုပြီးတော့အကောင်းဆုံးအချိန်ဆိုတာမရှိပါဘူးစာလုပ်ဖို့အတွက်အကောင်းဆုံးအချိန်ကတော့အခုအချိန်ပါပဲဒီနေ့ထက်ကောင်းတဲ့အချိန်ဆိုတာလည်းမရှိပါဘူးအဲဒါကြောင့်မို့လို့သင်ပြင်းရင်နေတယ်ဆိုရင်ပြင်းရင်ပြန်ကိုရှင်းလိုက်ပြီးတော့ဟိုလုတ်เสียရရှိရဲ့အခုအလုပ်တွေကိုအခုပဲစာလုပ်ပါမပြတ်တမ်းလှုပ်ဆောင်ခြင်းကလည်းအတိအကျပါပဲ။ တစ်ခုခုကိုကျွမ်းကျင်မှုဆိုလို့ရှိရင်အဲ့ဒါကိုနေ့တိုင်းဒါမှမဟုတ်လို့ရှိရင်ပုံမှန်အချင်းကြမြင့်စွာလုပ်ကိုင်ပြီးဖို့လိုပါတယ်။ကိုကောင်းတဲ့ပကြီးစရာဖြစ်ခြင်းအမြဲတမ်းလိုလိုပကြီးဆွဲရမယ်။ကိုကောင်းတဲ့စာရေးစရာဖြစ်ခြင်းအမြဲတမ်းစာရေးရမယ်။ကိုကောင်းတဲ့စကားပြောဟောပြောတဲ့သူဖြစ်ခြင်းနေ့တိုင်းဟောပြောပြခြင်းရမယ်။လူတော်တော်များများကဘယ်တော့မှမစဘူး။ဒါပေမဲ့တချို့တွေကစတော့စတယ် ဖတ်ခဲလာပြီဆိုရင်ရက်လိုက်ပြီးတော့လက်လျှော့လိုက်တယ်လက်လျှော့လိုက်တတ်ကြရဲ့အနည်းစုကပဲဘလို့ခတ်ခဲပြီးနဲ့တူတူအဲ့ဒီအခက်ခဲတွေကိုကြော်ဖြတ်နိုင်အောင်ကြိုးစားတယ်ဆက်ပြီးလှုပ်ဆောင်နိုင်ဖို့ကြိုးစားကြတယ်ဒီအရာပဲဖြစ်ဖြစ်အစပိုင်းမှာခက်ခဲတွေကိုထင်ရပြီးမြလုံရင်လုံရင်နဲ့ဝေကူလာပါပဲမယ်အခက်ခဲဆုံးအရာကတော့စလုပ်ဖို့ပါပဲတော်တော်များများက အဲ့ဒီအစမဲ့နေရာမှာပဲရက်နေကြတယ်။မစားပြကြဘူး။စင်ကြီးတွေပြီးပြီးရောအခွင့်အရေးကိုစောင့်နေကြတယ်။သူ့ရဲ့မကောင်းတဲ့အချင်းတစ်ခုခုကိုဖျောက်ခြင်းလေပထမဆုံးစပြီးရောလုတ်တဲ့ရက်အနေငယ်ကအခက်ခဲဆုံးဖြစ်ပါလိမ့်မယ်။လုတ်ရင်လုတ်ရင်နဲ့နောက်ပိုင်းကျရင်အဲ့ဒီအချင်းကိုဖျောက်ဖို့ကလွယ်ကူသွားပါလိမ့်မယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကိုပြောတဲ့အတိုင်းလုပ်ဖို့ပါ။ ကိုကတခုခုကိုလုံနေပြောပြီးကတိမတည်ဘူးမလုံဖြစ်ဘူးဆိုလို့ရှိရင်လုံမပြနိုင်ဘူးဆိုလို့ရှိရင်ကိုကလည်းကိုကိုကိုမလေးစားတော့ဘူးလူတွေကလည်းကိုကိုယုံကြည်မှုမရှိတော့ဘူးလေးစားတော့မှမဟုတ်ပါဘူးအဲဒါကြောင့်မို့လို့ကိုပြောတဲ့စကားကိုတည်နိုင်အောင် လုပ်တာလည်းကောင်းပါတယ်ကိုလုံနေပြောတဲ့ဟာကိုလည်းဖြစ်အောင်လုံလုံလုံတာကကောင်းပါတယ်အဲဒါကြောင့်မို့လို့ ပြင်းရည်ပြီးမနေပါနဲ့ကိုလှုပ်ရှားရှိတာကိုလှုပ်တာလှုပ်ကကိုပြောတဲ့စကားကိုလေးစားပါအချင်းချင်းနေနဲ့ပြန်လဲပြောပြရမယ်ဆိုရင်ဘယ်အရာမဆိုသူ့လူလူဖြစ်လာဖို့မဆောက်ပါနဲ့ဘယ်ဟာမှအလိုလိုမဖြစ်လာပါဘူးဒါပေမဲ့အောင်မြင်လာဖို့ကိုတော့သိခံပြီးစောက်ရပါမယ်ဘာလို့လဲဆိုတော့ဘယ်ရာကမှအခုလို့အခုဖြစ်တာမရှိပါဘူးအချိန်ပေးရပါတယ်အခုခြေတွင်းတူအခုခြေတီတောက်ချင်လို့မရပါဘူး ်သူမသိသေးတဲ့ဘေးရာမှာဆို အစပိုင်းမှာလုံရတာခက်ခဲကြကြပါတယ်။လုံရင်ကရင်နောက်ပိုင်းကျွမ်းကျင်အစဉ်ပြေးသွားကြပါတယ်။ဒါကြောင့်စားဖို့ပဲလိုပါတယ်။စားဖို့ကိုမကြောက်ပါနဲ့။ကိုကလုံမယ်ပြောရတဲ့အရာကိုဖြစ်အောင်လုပ်ပါ။မဟုတ်ရင်ကိုကူကိုလည်းမလေးစားနိုင်သလိုခြားသူကလည်းကိုကူလေးစားနိုင်မှာမဟုတ်ပါဘူး။ဒီနေ့ညဝေပေးခဲ့တာတွေကဒီအချက်ကလေးတွေကကိုကူမှတ်သားမိစေပါကလေး။ တင်ပြမယ်ဆိုရင်အောက်က comment box ထဲမှာမျှဝေပေးခဲ့ပါအောင်ရှင်။မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ။ကိုစိတ်နှပြစမ်းမချမ်းသာတော်မူကြပါစေရှင်။